ွန်းလယ်တိုင်းကြောင်ပွေးစုသွားတဲ့ချန်ပီယံလိဂ်ညများဒီတစ်ပတ်ရှင်ပြိုင်ကစားခဲ့တဲ့ဘာစီလိုနာနဲ့အိုလံပီယာကိုစ်အသင်းတို့ရဲ့ပွဲစဉ်မှာကွန်းလယ်တိုင်းရဲ့ဆုံးဖြတ်ပုံတချို့ကြောင့်ဘောလုံးပရိသတ်တွေကမှညင်ပွားမှုတချို့ရှိခဲ့ပြီးကွန်းလယ်တိုင်းဟာဘာစီလိုနာကိုမျက်နှာသာပြီးခဲ့တယ်လို့ဝေဖန်မှုတွေလည်းရှိလာခဲ့တာဖြစ်ပါတယ်ဒီလိုပွဲစဉ်မျိုးကဘောလုံးလောကမှာမကြာခဏမြင်တွေ့ရလိမ့်ရှိပြီးနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့ချန်ပီယံလိဂ်မှာကွန်းလယ်တိုင်းတွေရဲ့မမျှတတဲ့ဆုံးဖြတ်ချက်တွေကြောင့်ပွေးစုသွားခဲ့တဲ့ပွဲစဉ်၅ပွဲကြောင့်ပဲဖြစ်ပါတယ် နံပါတ်1 Chelsea Barcelona 2008-2009ဘောလုံးရာသီချန်ပီယံလိဂ်စီမီဖိုင်နယ်ဆင်ပွေးစဉ်ဖြစ်ပြီးပထမအကြော Barcelona ကွင်းမှာဂိုးမရှိသေးကြခဲ့တဲ့နောက်ဒုတိယအကြော်ပွေးစဉ်ဖြစ်ပါတယ်။ကွင်းလဲတိုင်းအပြင် Norway ကွင်းလဲတိုင်း Tom Hanning Overbo တာဝန်ယူခိုင်းတွေ့ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပွေးစဉ်မှာဘာတွေဖြစ်ခဲ့တယ်လဲဆိုတာကတော့ Barcelona ကစားသမားတွေနဲ့ Barcelona fan တွေကလွဲပြီးတကဘာလုံးကဘောလုံးပရိသတ်တွေတရှိပြီးသားဖြစ်တယ်လို့ Barcelona ကစားသမားတွေ highlight တောင်ပြန်မကြည့်ရတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ဒါပြင်ပွဲပြီးကင်မရာရှေ့မှာ dropper ရဲ့ disgrace is a fucking disgrace ဆိုတဲ့စကားဟာလည်းကဘာကျော်သွားခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှာတော့ကွန်းလက်တိုင်း overbow ဟာတော်စထွန်းနေတဲ့လူအုပ်ကြီးနဲ့ရင်ဆိုင်ရပြီးလုံချုံရေးရဲတွေကြောင့်သာတေကမရောက်တက်မပြောက်ခဲ့ပေမဲ့သူရဲ့ကွန်းလက်တိုင်းလောက်ကတော့ဒိတ်ထန်သွားခဲ့တာဖြစ်ပါတယ်။နံပါတ်2 Barcelona PSG ဒီပွဲကလည်းဘာစီလိုနာပွဲပဲဖြစ်ပြီး2016စက္ကွန်ဘောလုံးရာသီတုန်းကချန်ပီယံလိရှုံထွက်အဆင့်ပွဲစဉ်ဖြစ်ပါတယ်။ကွန်းလေတိုင်းဖြစ်ဂျာမန်တိုင်းလူကြီးဒီနစ် ATK ကတာဝန်ယူခိုင်းတွဲခဲ့တာပါပထမအကြော PSG ကမှာတော့က4-0နဲ့ကိုပြတ်ရှုံးနေခဲ့တဲ့ဘာစီလိုနာဟာဒီပွဲစဉ်ပြီးမှတော့6-5-9ဆိုတဲ့ရလနဲ့နောက်တဆင့်တက်နိုင်ခဲ့ပြီးအဲ့ဒါလိုဖြစ်လာဖို့ကွန်းလက်တိုင်းရဲ့အကူအညီကလည်းအဓိကအထောက်အကူဖြစ်ခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်မှာ ATK ဟာဘာစီလိုနာအတွက်ပနတီနှစ်ကြိမ်ဖန်တီးပေးခဲ့ပြီးမာရှီယာနိုကိုလည်းအနီကပြစ်ဒဏ်ပေးဖို့ပြက်ကွက်ခဲ့တာပါပွဲပြီးမှတော့ဂျာမန်သတင်းစာတွေကသူ့ကိုအပြင်းထန်ဝေဖန်ခဲ့ကြပြီး PSG ဘက်ကလည်း UEFA ကိုတိုင်ကြားစာပေးပို့ခဲ့ပါတယ်အဲဒီဘောလုံးရာသီကုန်ကြီးမှာတော့ ATK ီကင်းဟာဥရောပဘိုးတွေကိုင်းတွေခွင့်မရတော့ပဲတရုတ်စုပါလိမှာကွန်းလက်တိုင်းတွားရောက်လုခဲ့ရတာဖြစ်ပါတယ်။နံပါတ်3 Real Madrid Atletico ဒီပွဲကတော့အခြားပွဲတွေနဲ့မတူဘဲဘောလူပွဲဖြစ်နေပါတယ်2016ခုနှစ်ကဘောလူပွဲဖြစ်ပြီးကွန်းလဲတိုင်းဖြစ်အင်္ဂလန်ကွန်းလဲလူမတ်ကလပ်ဘန်တောင်းကင်တွေတွားခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်မှာရီယယ်မက်ထရစ်တို့ပွဲစား15မိနစ်မှာတင်ဦးဆောင်ကိုရခဲ့တာဖြစ်ပြီးအသင်းကောင်းဆောင်နောက်ခံလူရာမော့စ်ကတွင်ယူပေးခဲ့တာပါဒါပေမဲ့အဲဒီကိုကလူဂျွန်ဘောဖြစ်နေခဲ့ပြီးကွန်းလဲတိုင်းကတော့ဒါကိုခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်ဘောလူပွဲဖြစ်တာကြောင့်မလို့ဒီဆုံးဖြတ်ချက်ဟာအက်တလက်တီကိုအတင်းအတွက်အများကြီးနစ်နာခဲ့ပြီးအခုလိုလူပြောများတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့တာပါကလပ်တန်ပေါင်းကိုယ်တိုင်ကနောက်ပိုင်းမီဒီယာတွေမှာအဲဒီဆုံးဖြတ်ချက်နဲ့ တ်သက်လို့သူ့ဘက်ကမှားယွင်းခဲ့တယ်လို့ဝန်ခံခဲ့ပြီးတကယ်လို့အခုလိုဗားရီတာရှိခဲ့ရင်အဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့ပြောသွားခဲ့တာကြောင့်လိုအပ်တာတဲ့ပုံပြီးပွေးစုသွားခဲ့တာဖြစ်ပါတယ်။နံပါတ်၄ဘာစီလိုနာအာဆင်နယ်ဒီပွဲစဉ်ကတော့ကွန်းလွယ်တိုင်းမာစီနိုဘူဆာဆာတယောက် ဖျက်ရခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။အကြောင်းကတော့ဒီပွဲစဉ်မှာသူ့ရဲ့ဆုံးဖြတ်ချက်တွေဟာသူ့ရဲ့အတွေ့အကြုံသူ့ရဲ့ professional ဘဝတစ်ခုလုံးမှာနာမည်ကောင်းတွေနဲ့ကျော်ကြားလာခဲ့တဲ့မြတ်နာမည်ဆိုးကြံရခဲ့တဲ့ပွဲတစ်ပွဲဖြစ်လာခဲ့တာပါ။အဲ့ဒီပွဲစဉ်တစ်ပွဲလုံးမှာရန်လိုနေတဲ့အပီတဲကိုအနီကမပြဘဲပွဲကစားချိန်56မိနစ်မှာဝီစီတန်မကြမိလို့ဘောလုံးကန်ထုံးမိတဲ့ဗန်ပါစီကိုအချိန်ဆွဲတယ်ဆိုပြီးအနီကပြခဲ့တာ။အာဆင်နယ်တို့ရရှိတင်တဲ့ပနယ်တီကိုလူလျူရှုခဲ့တာကြောင့်မာစီနိုဟာပွဲပြီးမှမီဒီယာတွေရဲ့ဝေဖန်မှုကိုခံရပြီးအဲ့ဒီရာသီကုန်မှာပဲသူ့ရဲ့ကွန်းလက်တိုင်းလောက်ကနေအပီတဲအနာယူသွားခဲ့ ဲ့ပါတယ်။နံပါတ်5ဂျူဗင်တက်ရီယယ်မက်ဒရစ်ဒီပွဲစဉ်ကတော့2018ချန်ပီယံလိကွာတာဖိုင်နယ်ဒုတိယကြောပွဲစဉ်ဖြစ်ပြီးကွန်းလယ်တိုင်းဖြစ်အင်္ဂလန်တိုင်းလူကြီးမိုက်ကယ်အိုလီဗာကင်တွေ့သွားခဲ့တာဖြစ်ပါတယ်။ပထမအကြော်မှာရီယယ်တို့အဝေးကွင်းမှာ3-0နဲ့နိုင်ပွဲရခဲ့တာကြောင့်တက်တောင့်တက်တာကစားခဲ့ရကစားပြီးဂျူဗင်တက်တို့က3-0နဲ့ပြန်လည်နိုင်ယူခဲ့တာပါ။ဝေးကစားချင်းမိနစ်60ပြည့်လို့အချိန်ပိုမှာမိုက်ကယ်အိုလီဗာဟာဂျူဗင်တက်ကိုယ်တမပုံဖွင့်ကိုအနီးကပ်ပြပြီး ရီယယ်ကိုပယ်နတီပေးခဲ့ပါတယ်အဲ့ဒီပယ်နတီကိုတော့ကုတ်ကြီးပင်နယ်တို့ကအမာယုမရှိသွင်းယူခဲ့ပြီးနှစ်ကြော့ပေါင်း၄ကို၃ကိုဆိုတဲ့ရလာနဲ့နောက်တစ်ဆင့်တက်သွားခဲ့တာဖြစ်ပါတယ်ဒီပွဲစဉ်ပြီးမှာတော့အိုလီဗာရဲ့ဇနီးတဲ့လူစီစီကိုအသက်အန္တရာယ်ချင်းချောက်ခဲ့တဲ့စာရင်းနဲ့အတူအိုလီဗာတို့အိမ်တကားကိုလည်းလူတချို့ကလာရောက်ရိုက်ချိုးခဲ့တာတွေပြုလုပ်ခဲ့ကြပြီးရဲတပ်ဖွဲ့တွေကထိန်းသိမ်းပြီးခဲ့ရတာဖြစ်ပါတယ်ဒါကတော့ကွန်လတ်တိုင်းဒီကြောင်ဖြစ်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်၅ပွဲဖြစ်ပြီး၅ပွဲစလုံးမှာစပိန်အသင်းတွေဖြစ်တဲ့ရီယယ်မက်ထရီနဲ့ဘာစီလိုနာအသင်းကိုတိုင်းတွေကမျက်နှာသာပြီးခဲ့တာဖြစ်ပါတယ်